ီမှာတစ်ချက်ကြည့်မယ်နော်ကျင်း Oh my god လောကပြစ်လိုက်တဲ့ဒီရေခဲခဲသွားတာဗျာသူအဲ့ဒါလေးလက်ပြစ်လိုက်တဲ့ခါမှာ Hello အားလုံးပဲမင်္ဂလာပါ Gobo Gaming Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့မနက်ဖြန်အသစ်ထွက်ရှိလာမယ့် event အကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ event နဲ့မှာပါဝင်လာမယ့် equipment အသစ်လေးကိုလည်းပြောပြပေးတော့မှာဖြစ်ပါတယ် Okay အဲ့ဒါဆိုကျွန်တော်အရှိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ကနေရဆိုလို့ရှိရင်တော့ကျွန်တော်မနှက်ပြန်ကြလို့ရှိရင်ဗောနမြမစန်းတော်ချိန်2နာရီခွဲလောက်ဆိုလာမှဖြစ်ပြီးတော့မှာထိုင်းမှာဆိုလို့ရှိရင်တော့3နာရီဖြစ်ပါတယ်အဲ့ချိန်မှာဆိုလို့ရှိရင်တော့ဒါ event patch လေးတွေစတင်ပြီးတော့ဝယ်လို့ရပြီအဝယ်ချတဲ့ညီကိုလေးတွေက cover စီမှာလာပြီးတော့မှာဝယ်လို့ရပါတယ် share telegram viber လေးတွေရေးထားပေးမယ်ဆက်သွယ်ပြီးတော့မှာလာဝယ်လို့ရပါတယ် okay event လေးတွေမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော် spare လေးတွေဗောနဒါ crisp ကြလို့ကျလက်ဆောင်လေးပေးရတယ်တယောက်နဲ့တယောက် spare အမှတ်တရလေးဗောပြလက်ဆောင်လေးတွေသူတို့ spare လေးရှာလိုက်တာနဲ့ပေါက်လေးတွေကြံနေခဲ့တဲ့ဟာလေးဖြစ်ပါတယ်ဒီ spare လေးတွေလည်းပါဝယ်လာမယ်ပြီးတော့ င်နောက်မှာကျွန်တော် IV set တို့ပါဝင်လာမယ်ပြီးွားကျွန်တော်ဒီမှာ lava hawk ကတော့ဒါသူကကျတော့ဒီ super troop ပြောင်းစရာမလိုဘဲနဲ့ဒီလိုမျိုးလေးသုံးလို့ရမယ်ပေါ့ဗျာရေခဲနဲ့ပတ်သက်တယ်ဆိုတော့ဒီမှာရေခဲနဲ့ပတ်သက်တဲ့ဟာလေးတွေပါဝင်လာတာပေါ့ပြီးွားရောဒီအောင်လေးမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအရင်တော့ spare လေးတွေပြန်ပါလာတယ်ပြီးရင်လည်းအရင်တော့ event troop တွေဖြစ်တဲ့ ice minion တို့လည်းပြန်လဲပြီးတော့မှ ပါဝင်လာတာပဲဖြစ်ပါတယ်ဗျထုံးစံနဲ့ event pass ဝယ်တဲ့သူကတော့အောက်ကဟာတွေရောပေါ်ဟာတွေရောနှစ်ခုလုံးရပြီးတော့မာ event pass မဝယ်တဲ့ညီကိုတွေကတော့ဒီအောက်ကတဒန်းလေးကိုပဲရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကကောင်လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Wyan Champion ရဲ့ equipment အစ်စ်လေးကိုအပေါ်ဆုံးမှာတွေ့မြင်ရမှာဖြစ်ပါတယ် ောက်လေးကိုနည်းနည်းလေးဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အရင်တော့ကကျွန်တော်တို့ဒီ event နေတော့မှမရလိုက်တဲ့ညီကိုလေးတွေက event pass ဝယ်ပြီးတော့မှပြန်ပြီးတော့မှဒီလိုမျိုး equipment အဟောင်းတွေကိုပြန်လည်ပြီးတော့ရယူလို့ရတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် magic meter တို့ spiky ball တို့ deck crown တို့ဒီမှာ lava loon တို့လည်းပြန်လည်ပြီးတော့မှဝယ်လို့ရတာဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဒီအပေါ်က၃ဘွားတော့တော်တော်လေးကောင်းတယ်လက်ရှိမှာလည်းဒါပြိုင်ပွဲတွေမှာရောဒီတိုင်း classic war တွေ series တွေမှာလည်းသုံးနေတဲ့ equipment တွေဖြစ်ပါတယ်ဘွားဟာလေးတွေကတော့ဒီအောက်ကဟာတော့ကိုဘွားတို့လည်းတိတ်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်နောက်ဘက်ကျမှဘာကြီးထပ်လုပ်ပေးမလဲတော့မသိဘူး အဲ့တော့ညီကိုလေးတွေကဝင်ချင်တယ်ဆိုလို့ရှိရင်တော့ RCO လည်းထပ်ပြီးတော့ဝယ်မယ်ပြီးတော့ဒီမှာပုံနေတဲ့ဟာလေးတွေကို꽌လေးတွေပေါ့နော်ဒါကကျတော့ even batch ဝယ်တဲ့သူပဲ ဒါမျိုးတွေလဲလို့ရတာပါဘောနော် brother တို့ကအိမ် level ကဥပမာတဟုတ်37လောက်7လောက်ဆိုလို့ရှိရင်တော့ဒီအပေါ်ကဒီ wire shape ရဲ့ equation pack ကိုမယူဘဲနဲ့အောက်ကကိုကြိုက်တဲ့ spiky ball တို့ magic meter လို့လဲယူထားမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေတာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့အဲကျွန်တော်တဟုတ်37လောက်မှာက wire shape ရဲ့ equation pack သုံးစရာမလိုသေးဘူးအဲ့တော့ brother တို့က equation pack တွေကိုဒီ even pack မှာမဝယ်ဘဲနဲ့မှ free ကဒီတစ်ခုလောက်ကိုတော့ယူလို့ရမယ်ဘောနော် even pack ဝယ်တဲ့သူကတော့နှစ်ခုသုံးခုလောက်ယူလို့ရမှာဖြစ်ပါတယ်သုံးခုလောက်ဆိုရင်တော့မလောက်လောက်ဘူးထင်တယ် နှစ်ခုလောက်လာမသိတော့ကိုဘောခဏနေမှာတွက်ပြပေးမယ်အဲ့တော့ Everpass မဝယ်တဲ့သူကတော့တုံးစံတိုင်းတစ်ခုပေါ့ဗျာဒီထဲက equipment နေ RCU ယူမလားဒီအောက်ကလေးယူမလားကိုဘောကြံပေးတာကတော့ဒီအောက်ကဒီဟာထဲကပေါ့နော်ကိုက tower level နေနေဆိုလို့ရှိရင်တော့ဒီ spiky ball ဖြစ်ဖြစ် match meter ပဲဖြစ်ဖြစ်ယူထားလိုက်ပါအာ spiky ball တော့ recommend ပေးတယ်တဟောအောက်ပိုင်းနေမှာဆို spiky ball ကတော့တော်တော်လေးကုန်ပါအောင်အသုံးဝင်တာပဲဖြစ်ပါတယ် စီယိုဒီနဲ့ပတ်သက်တဲ့ဂိုးပတ်မက်စကင်အီဗန်ပတ်အကုန်လုံးကိုကိုဘော့စီမှာလာပြီးတော့မှဝယ်လို့ရတယ်။ဂျန်နီရောကိုဘော့စီမှာလာပြီးတော့ဝယ်လို့ရပါတယ်။မဝယ်ဘဲနဲ့ဈေးလေးလာမေးရဆိုလို့ရှိရင်လည်းရပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ Viber, Telegram တွေပြီးတော့ဆက်သွယ်လို့ရတယ်။ဒီမှာရေးထားပေးတဲ့နံပါတ်လေးတွေအားပဲဆက်သွယ်လို့ရတာဖြစ်ပါတယ်။ပြီးသွားရင်ငွေလွှဲတဲ့ခါမှာဆိုလို့ရှိရင်လည်းကိုဘော့ဒီမှာရေးထားပေးတဲ့ဒီ KP with Money နံပါတ်တွေပဲကျွန်တော်သုံးပါတယ်။အဲ့နံပါတ်တွေမှာမဟုတ်ဘူးဆိုလို့ရှိရင်တော့တခြားဆိုရင်လူလိမ်တွေပဲဖြစ်ပါတယ်ဗျ။အဲ့ဒါလေးကိုသတိထားပြီးတော့လွှဲပေးစေချင်တယ်။ကိုဘော့ရဲ့ Telegram မှာ user name ရိုက်ချလိုက်လို့ရှိရင်ကျွန်တော်ရဲ့နံပါတ်ရဲ့ဘေးနားလေးမှာ star အပြာလေးပါတဲ့အကောင့်ကအစ်စ်ဖြစ်ပါတယ်။ ီးသွားလို့ရှိရင်လည်းကျွန်တော် KB Winmanie တွေကိုလည်းပြန်ပြီးတော့မှစစ်ပေးပါနော်နံပါတ်ဘေးမှာလည်းစတားပြိုင်အောင်လေးရှိတယ် KB Winmanie ကလည်းကိုဘော့ဒီမှာရေးထားပေးတဲ့နံပါတ်တွေဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါကအစ်စ်မှန်ဖြစ်ပါတယ် okay အဲ့တော့ကိုဘော့က even patch မဝယ်လို့ရှိရင် quality ဘယ်လောက်ရမလဲဆိုတာကိုတစ်ချက်ကျွန်တော်ယူလိုက်ပေးမယ်နော် brother တို့အောက်ကဒီ even patch မဝယ်တဲ့ brother တွေကအာဘယ်လောက်လောက်ရမလဲပေါ့ဗျာဒီမှာတစ်ချက်ကြည့်လိုက်မယ်ဟမ်ဒီမှာဆိုရင်တော့မှဒီထိဆိုရင်တော့နောက်မှမရှိတော့ဘူးနော် မချိတော့ဘူးဆိုလို့ရှိရင် तू อ่ะ3100ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ခုလောက်กว่าတော့ AC ဝယ်လို့ရတယ်နော်ဒါ even pass မဝယ်လဲရတာဒီဖြစ်ပါတယ်ပြီးတော့လေ तू อ่ะနောက်မှာကြံနေသေးရတာ brother ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လေဒီနောက်မှာထက်ရမဲ့ဒီ point တွေပေါ့ point 1000ကျော်လောက်ကြံသေးတယ်1000ထဲမှာ15ခုကြံသေးတယ်အဲ့တော့ brother တို့စုစုပေါင်းဘယ်လောက်ရမလဲဆိုတော့4000ကျော်လောက်တော့ရမယ်4100ကျော်ရမယ်ဗျာ အဲ့တော့ဒါကိုကြိုက်တာလေးကွက်ကိုလဲလဲပြီးတော့မှတီးလို့ရတယ်။ Okay အဲ့တော့သိမ်းမုံတို့ကဒီ၄တောင်ကျော်တဲ့မလောက်သေးဘူး equipment နှစ်ခု၃ခုလောက်လိုချင်တယ်ဆိုလို့ရှိရင်တော့ even patch တွေဝယ်မှအဆင်ပြေမှာပဲဖြစ်ပါတယ်။ကဲတော့ even patch ပါဝယ်လိုက်မယ်ဆိုလို့ရှိရင်ရောကျွန်တော် point ဘယ်လောက်ရမလဲဆိုတာကိုတစ်ချက်ကြည့်အောင်ပြ။ Okay အကုန်လုံးကျွန်တော်လိုက်ယူပြမယ်နော်။ဟုတ်ပြီ။ရှောက်ထုံကျော်။ရောက်9ထုံကျော်။အိုးအဲ့ဆိုသူဟိုလောက်ရမှထင်တယ် brother ၃ခုလောက်များဝယ်လို့ရမှာ။ ၃ခုဆိုရင်တော့၉ထောင်ဒီမှာ၁ထောင်ထက်ရမယ်ဗျာဒီမှာ point 1ထောင်ထက်ရမယ်ဆိုတော့နောက်ထက်ကျွန်တော်တို့ဘယ်လောက်ဖြစ်သွားမလဲအာ၉ထောင်ထဲမှာ၆ဟာဖြစ်သွားမယ်ဟာ၉ထောင်၆ဟာဆိုရင်ရတယ်တိတ်မို့၃ခုပါနော်ဆိုတော့ဒီဘက်တစ်ခုထက်ဝင်မယ်ပြီးတော့ကျွန်တော် spiky ball ဝယ်လိုက်မယ်โอเคနောက်၁ထောင်လောက်ကဟိုမှာထက်ရမှာဆိုတော့၃ထောင်ထဲမှာ ။အိုးလောက်တယ်လောက်တယ် brother ။ email batch ဝယ်ပဲဆိုလို့ရှိရင်တော့အနည်းဆုံး equipment 3ခုလောက်ဝယ်လို့ရမှာဖြစ်ပါတယ်။ဒါလေးကတော့တော်တော်လေးကိုမိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ equipment ညီကိုလေးတွေ events တွေမှာလည်းမရလိုက်ဘူး။ဒီ box တွေတွေကလည်းမရလိုက်တဲ့ညီကိုလေးကတော့ဝယ်ထားသင့်တယ်။ကိုပေါ်လေးဒီမှာ background လေးဟိုဘက် account မှာကျွန်တော်လွတ်သွားလို့အဲ background လေးကျွန်တော်ထပ်ပြီးတော့ဝယ်ရမယ်ပြ။ပြီးရင်အောက်က account သေးရင်မှာလည်း spiky ball မရှိဘူး။ကိုဘွားတော့အကောင့်သေးလေးတွေလည်း event batch ဝယ်ပြီးတော့ equipment 3ခုလောက်ကတော့ကျွန်တော် white ထားလိုက်အောင်ပဲဗျာနော်ဒီ event တွေကတန်ပါတယ်ဗျ။ Okay အဲ့တော့ကိုဘွားကတော့ဒါဝယ်ရင်ရှင်ပြင်း equipment အစ်စ်ကလေးဖြစ်တယ်ကျွန်တော် frog flake လို့ခေါ်တယ်။နည်းနည်းလေးတော့ရှာလိုက်တယ် frog flake ။ Okay အကောင့်လေးကကျတော့ level 29ဒီ aggregate လောက်လို့ရတာပဲဖြစ်ပါတယ်။သူကတော့ eb equation မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အဲ့တော့ဒီဟာလေးကိုကိုပေါ်စမ်းပြီးတော့မှတွဲပြီးတော့သုံးကြည့်မယ်။ electron pool လေးနဲ့ဒီ frog flake လေးနဲ့တွဲပြီးတော့မှကျွန်တော်တို့စမ်းကြည့်အောင်ပြဘလို့လေးလောက်လို့လဲဆိုတော့တစ်ချက်ပြပေးမယ်နော်။သူရဲ့ equation ကတော်တော်လေးကျန်းတယ်ကျွန်တော် warden ရဲ့ fireball ပုံစံမျိုးပဲသူကအဝေးရပြက်လဲရတယ်ဗျ။ဒီမှာတစ်ချက်ကြည့်မယ်နော်။ကျန်း โอ้ my god လောကပြစ်လိုက်တဲ့ဒီရေခဲခဲသွားတာဗျာ तू အဲ့ဒါတွေလက်ပြစ်လိုက်တဲ့ခါမှာဒီကောင်တွေက9စက္ကန့် defend နေရာ fake ခဲသွားတာဗောနော်အဲ့ဒီခဲတဲ့အချိန်မှာကိုက2တွေချပြီးတော့မှ AC ကျုံလို့ရတယ်ဒါမျိုးလေးဖြစ်ပါတယ်ဒီ equipment တွေက brother တို့ဘယ်လိုပဲဖြစ်ဖြစ်တောင်းဝ73 attack player ဆိုလို့ရှင်ဗောနော်73မှာလည်းယူထားတင်တယ်အဲ့ဒီ73 attack player တွေလည်းဘယ်လိုပဲဖြစ်ဖြစ် RC ရဲ့ equipment ကယူထားတင်ပါတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းကျလို့ရှင်ဒီကောင်က တော်တော်လေးကိုကျန်းလာနိုင်ခြင်းရှိလို့ပဲဖြစ်ပါတယ်။ Okay ကိုပေါ်ကအဲ့ဒါလေးကိုနည်းနည်းလေးတွေးပြီးတော့ idea လေးတစ်ခုရသွားတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာ true တွေကိုပေါ်တော့ RC ကတော့ကိုပေါ်တော့ဒီဘက်ကရှာမှာမဟုတ်ဘူး။ဒါပေမဲ့ကိုက true ကို RC ရဲ့ equation နဲ့သုံးကျင်တယ်။အဲ့လိုမျိုးလေးဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒါမျိုးလေးကျွန်တော် true လေးတွေချလိုက်ပြီးသားပြီးွားရင်နောက်ကနေပြီးတော့မှ RC ရဲ့ equation နဲ့ validity ပြီးပြီးတော့မှဒီကောက် record နဲ့ပြန်ခေါ်သွားမှာ။ဒါဆိုရင်သူ့ရဲ့ availability ရှေ့မှာခဲနေတဲ့ဟာကိုလည်းကျွန်တော်တို့ကသုံးလို့ရတယ်ပြီးတော့ RCU ဒီဘက်က electron pool နဲ့ပြန်ဝတ်မယ်ဆိုလို့ရှိရင်လည်းရတာပဲဗျာ ဒါလည်းတော်တော်လေးကိုမအောင်မိုက်ရပေါ့နော်ဘရာသာတို့ဒါနောက်ပိုင်းကျရင်ဒါတော့မကိုပေါ့တာလျှက်ပြက်လေးကျွန်တော်မြင်လိုက်တဲ့ဟာလေးကိုကျွန်တော်နည်းနည်းလေးစမ်းကြည့်တာဖြစ်ပါတယ်နောက်ပိုင်းကျလို့ရှိရင်ဒါတော်တော်လေးကျန်းလာမဲ့ attacking နေနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော် equipment အသစ်ကအရန်အသုံးဝင်လာနိုင်တယ်ကြာအဲကြောင့်ငါးကောင်နေအဲ့တော့တဟုတ်ဥပမာကိုကတဟုတ် level 7နှစ်ပြ73ကိုတင်တော့မဲ့အနေထားဆိုလို့ရှိရင်တော့7နှစ်က player တွေကကျူပြီးတော့မှယူထားတဲ့နယ်လို့ထင်တယ် ကိုဘောအကြံပေးတာနော်ဒါလေးရတကယ်ပြောလို့မရအောင်ကျွန်တော်နောက်ပိုင်းကျတကယ်ကြမ်းလာနိုင်တယ်ပြလောကကျုပ်စီ RC ရဲ့ထွက်လာခဲ့ equipment တွေထဲမှာအာအလက်ထရိုဘူးနဲ့ဒီကောင်နဲ့တွဲပြီးတော့မှနောက်ပိုင်းကျရင် share ဖြုတ်ခံရအောင်မတင်နဲ့ပြ Okay အဲ့တော့ကိုဘောကဒါ availability လေးတစ်ချက်စမ်းကြည့်ဦးမယ်ပြန်ပြီးတော့မှ wire share ပြန်လေးကိုကျွန်တော်ရှာမယ် validity ဖွင့်မယ် Okay ဒီကောင်နဲ့လုံးဝခဲသွားတာနော် brother တို့ freezing specialized လိုမျိုးခဲသွားတာပြ Okay rage လေးနဲ့တွဲကြည့်လိုက်မယ်ဟုတ်တပါဟရာလေးပဲတော့သူကတော့ အမအေးဆေးရောနောက်ကနေပျောက်ကြည့်လိုက်ချောက်ဘယ်လိုမျိုးနေမှာပုံပို့ပြီးတော့သုံးတင်လဲဆိုတော့ဒီ equation ကရတော့လေကိုဘတို့ဒီ ဒီ RC တကူတည်းအတွက်တော့မသုံးသင့်ဘူး။ तू ကဒီနောက်က true တွေနဲ့လိုက်တဲ့အချိန်မှာပို့ပြီးတော့သုံးသင့်တယ်ဗျာ။ဥပမာ shift ရနေပြီးတော့မှ true တွေအကုန်လုံးကိုဒါသွားနေတဲ့အချိန်မှာကိုကတော့ wire champion လေးကိုနောက်ကနေ first ability ပေးပြီးတော့မှကျွန်တော်တို့ login တဲ့နေရာမရောက်သေးဆိုရင် recall လေးနဲ့ကိုဘောပြောသလိုပေါ့နော်။ recall လေးနဲ့ပြန်ခေါ်ပြီးတော့ပြန်သိမ်းထားလို့ရတယ်။တချို့က true တွေကအမှန်ကန် cover ဖြစ်မှာတော့ချိန်သေးတယ်။ဘာလို့ဆိုတော့ तू ကတစ်ချက်ပြစ်လိုက်လို့ရှိရင် तू က target က9ခုဗျာ။ तू က9ခုမှာ9စက္ကန့်ကြာတာဗျာအဲ့လိုပုံစံလေး။ဥပမာကြည့်မယ်ဆိုလို့ရှိရင် तू ရဲ့ဒါ damage ကကြတော့294ရှိတယ်။ तू ကကြတော့ တာကကကြတော့ခုနှစ်ခု availability ဖွင့်လိုက်တာနဲ့ခုနှစ်ချက်သွားပြီးတော့မှထိမယ်ပြီးရင်အဲကောင်ကခုနှစ်စက္ကန့်ခဲနေမှာပဲဖြစ်ပါတယ်လုံးဝကျွတ်စီပြဒီကောင်သူပြစ်လိုက်တဲ့ဟာလေးတွေကလည်းတော်တော်လေးလှတယ်တော့လုံးဝရေခဲဒီမြားလေးအဖူးလေးပုံစံမျိုးလေးလောက်ထားသီးလားလုံးဝကျွတ်စီ ဟိုနှင်းဖက်လေးတွေပေါ့အဲ့လိုမျိုးလက်လက်ပြစ်လိုက်ပေါ့ဒါမျိုးသူပြထားတဲ့ဒါမျိုးကမဟုတ်ဘူးတော့သူဘေးနာကအရှင်လေးတွေပေါ့အဲ့အရှင်ပုံစံလေးနဲ့ပြစ်တာကိုဘောအစတော့ကျွန်တော်အဲ့လိုမျိုးကျဲလေးတွေလက်ပြစ်တယ်ထင်တာတကယ်မဟုတ်ဘူးဗျမပြန်ကြည့်မယ်တော့မဟုတ်လားမြအဖူးလေးတွေပြအဲ့ဒီရေခဲအဖူးလေးတွေနဲ့ပြစ်တာတော်တော်လေးကိုတော့လှတယ်ပြီးတော့သူကအဲ့လိုအဝေးရတယ်လမ်းပြလို့ရတာကြီးရတယ်တော်တော်ကိုကျွတ်တယ်ဗျအဲ့တော့ဒီ equipment နဲ့ဒါဘလက်ဖြစ်ကြလို့ရှင်တော့ event မှာပါလာပြီးတော့မှာ စတင်ပြီးတော့မှအသုံးပြုလို့ရတော့မှဖြစ်ပါတယ်အဲ့တော့ event patch ဝယ်ခြင်းနဲ့ညီကိုလေးတွေကကိုဘွဲ့ရဲ့ Viper Telegram လေးတွေကိုဒီမှာရေးထားပေးတယ်အဲ့ဒီနေဆက်သွယ်ပြီးတော့မှကိုဘွဲ့စီမှာလာပြီးတော့မှဝယ်လို့ရပါတယ်ဗျအဲ့တော့ Telegram မှာလည်း fake account လေးတွေရှိတဲ့အတွက်ကြောင့်မို့သတိထားစေချင်တယ် Telegram မှာကျွန်တော်ရိုက်ချလိုက်မယ်ဆိုရင်တော့ကိုဘွဲ့ရဲ့နာမည်ပြီးနားလေးမှာ star အပြောင်အလဲလေးနဲ့ပါတယ်ဆိုလို့ရှိရင်တော့ blue man လေးနဲ့ပေါ့နော် blue man လေးပါတယ်ဆိုလို့ရှိရင်တော့အကောင့်ကအစ်စ်မန်ကိုဘွဲ့သုံးတဲ့ KP Winman နီးနံပါတ်တွေကလည်းဒီမှာပြထားတဲ့နံပါတ်လေးတွေလည်းဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါအစ်စ်မန်လေးဖြစ်ပါတယ်โอเคအဲ့တော့ဒီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှိစီ ောင်တယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့သိမ်းမောင်တို့ကဒီ equipment လေးကိုမြင်ပြီးတော့မှဘလိုမျိုး attacking နဲ့မှဘလိုသုံးပြီးတော့မှ idea ဘလိုထွက်လဲဆိုတာကိုလည်းကိုယ့်ရဲ့ကွန်မန့်လေးထဲမှာမှတ်ခဲ့ပေးပါဦးဗျာအားလုံးပဲဖိုက်ဖိုက်ပါကျွန်တော်ရဲ့ Now Video ချမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ